ကာစီယနောင်ရဲ့မိကုံနဲ့ဆရာတော်ဖះအဘိဓမ္မာဘာသာယက်တိဘဝ၌မြည်မြအရေးပါချောင်းတပည့်တော်အဖြေချပေးတော်မူပါထမင်းကဘလောက်အရေးပါတယ်ဆိုတာသိတယ်ဖို့လားထမင်းမစားရရင်မလို့နေဘူးလဲဘိုက်ဆာမှာပေါ့အဲ့ဒါလိုပဲဘဝခရီးကိုကိုကိုနားလဲဖို့ပတ်ဝန်းကျင်နားလဲဖို့ဆိုတာခြားတော့ အဘိဓမ္မာဘာသာရဟမတမအရေးကြီးတယ်ဘဝခရီးကိုရှင်းရှင်းလင်းလင်းဆိုရတော့ကိုယ်စိတ်အကြောင်းကိုလေးလာခြင်းနဲ့ဆိုလို့ရှိရင်စိတ်ကောင်းလားစိတ်မကောင်းလားကောင်းတဲ့စိတ်လားမကောင်းတဲ့စိတ်လားသိဖို့ရအဘိဓမ္မာလေးလာမှာပို့ပြီးတော့သိတယ်အဘိဓမ္မာဟာ analyze လုပ်တဲ့ပညာရတစ်ခုပဲ analyze လုပ်တတ်မှ तू ကခွဲခြားစိတ်ဖြာပြီးတော့သိတာ အနတ္တသဘောတရားကိုလည်းအပြီးတော့မှလေးလာခြင်းဖြင့်ပို့ပြီးတော့ထင်ရှားစေတယ်ပေါ့ဘုရားဘာသာဝင်ဖြစ်လာလို့ရှင်ဝိပဿနာခြင်းစဉ်ရဲ့အခြေခံအကြဆုံးဖြစ်တဲ့အပြီးတော့မှဘာသာရပ်ကိုလေ့လာတာဒါအရေးကြီးတယ်ပေါ့အထူးသဖြင့်ဘဝမှာအပြီးတော့မှသင်ထားသည့်အတွက်ကြောင့်ကိုယ်ဘဝရဲ့အဓိပ္ပာယ်ကိုကိုယ်နားလည်လာတယ်ကိုယ်အကြောင်းကိုယ်နားလည်လောကမှာမေးလိုက်ရင်မင်းအကြောင်းမင်းသိလားဆိုတော့အသိတာပေါ့ ဘယ်မျိုးမှမွေးတာအမေကဘယ်သူအဖေကဘယ်သူနော်နာမည်ကဘယ်သူဒီလောက်ပဲပြောနိုင်မှာပဲမဟုတ်လားမင်းဘယ်ဘဝလာတာတုံးဆိုတဲ့ question ကိုဘယ်လိုဖြေမလဲဘယ်ကလာတာတုံးဘယ်သွားမှာတုံးဆိုတဲ့မေးခွန်းနေကြတော့မဖြေနိုင်တော့ဘူးလေအဲ့တော့အဘိဓမ္မာတတ်ထားတဲ့ပုဂ္ဂိုလ်ဟာရှင်းရှင်းကြီးကိုယ့်အကြောင်းနဲ့ကိုယ်နားလည်မှုရှိတယ်ပေါ့အဲ့တော့ကိုယ့်အကြောင်းကိုကိုယ်နားလည်ခြင်းနဲ့ကိုယ့် ရဲ့ဘဝကိုကိုနားလဲခြင်းနဲ့ကိုစိတ်ကိုနားလဲခြင်းနဲ့စိတ်ထဲမှာထားရမယ့်စိတ်မထားရမယ့်စိတ်နားလဲခြင်းနဲ့ဆိုရင်အဲ့ဒါတွေနားလဲမှလဲပို့ပြီးတော့ဘဝဟာအတိတ်ပဲရှိတယ်ဆိုတာဖြစ်ဘဝအတိတ်ပဲရှိဖို့အတွက်ကအဘိဓမ္မာဘာသာရအရေးကြီးတယ်လို့သူတို့ပြောအဘိဓမ္မာဆိုဒီမှာ profound ဓမ္မ profound doctrine ချုပ်တရားနန္တရားတွေနဲ့ပတ်သက်ပြီးသိရှိဖို့ ဝိပဿနာကျင့်စဉ်ကျင့်မှုလည်းပဲအပိဓမ္မာသွားဘာသာရဟာအထောက်အကူများကြီးဖြစ်လို့ analytical knowledge of mind and matter ထောက်ကူပြုတဲ့ဘာသာတစ်ခုဖြစ်တယ်ပေါ့ဒါကြောင့်မို့အပိဓမ္မာကိုနားလည်ခြင်းဖြင့်ကုသိုလ်အကုသိုလ်နားလည်ပြီးဘဝမှာ အမှားနဲသွားနိုင်တယ်ပေါ့အမှားနဲပြီးတော့အမှန်တွေကိုလုံးလုံးနိုင်တာဖြစ်တော့ကြောင့်အပိဓမ္မာဟာမတန်အရေးကြီးပါတယ်လို့ပဲပြောပါရစေ